မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေးမျိုးနဲ့အာယုတောင်ရွာထိပ်ရှိစစ်တပ်ကိစ္စခန်းကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးပြန်လေခုခံခြင်းမရှိဘဲထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မွန်ပြည်နယ်ရေးမျိုးနဲ့အာယုတောင်ရွာထိပ်ရှိအကြမ်းဖက်စစ်တပ်ကိစ္စခန်းကိုဝင်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးပြန်လေခုခံခြင်းမရှိဘဲ ထွက်ပြေးကြောင်းရေးပလူအဖွဲ့တရင်မှုကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ10ရက်နေ့တွင်အကြံဖက်စစ်တပ်၏ဂိတ်စခန်းကြီးကိုရေးပလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်သားအလုံးပြလေခုခံခြင်းရှိပေဂိတ်စခန်းကိုစွန့်ခွာကာထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါရယ်သူတို့ဘက်ကပြန်လည်တိုက်ခိုက်မှုမရှိဘဲစုတ်ခွာသွားပါရယ်အခုစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရန်နေပါသွားပါပြီနောက်နေရာတွေလည်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ် အလုံးပေါင်း9နေရာတိတိပြန်လည်ဆုတ်ခွာသွားပါတယ်ဟုရေးဘလူတရင်မှုကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါစစ်တပ်၏အာယူတောင်ထိပ်တစ်ဆက်စခန်းအာယူတောင်ရွာဝါကြောင်စခန်းကွန်ဒူးကျေးရွာဖရားကုန်းစခန်းဖော့ထော်ကြေးရွာထိပ်ကွင်းတစ်တော့စကန်းရှိအကြံဖက်စစ်ကောင်စီဝင်များသည့်ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးကော့ကရိတ်မြို့နယ်ကိုစစ်တပ်ကစစ်ကူအများပြပို့နေပြီးထိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ခရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကိုစစ်တပ်ကအင်အားအများပြားစစ်ကူပို့နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ကော့ကရိတ်ဒေသမှထော်လန်ရေးရဲဘော်တွေကပြောပါရယ်ကော့ကရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခစနစ်နဲ့မြို့ရဲကအမှတ်69ချီလင်းတက်ရင်ကိုစစ်ကူအများအပြားပို့နေတယ်လို့ဆိုပါရယ် ခဆခစနစ်ကအင်အားကိုကော့ကရိတ်ကနေဂျုံတွုံးမြို့သွားတဲ့လမ်းပိုင်းကိုစစ်ကြောင်းထိုးစစ်ကူပိုးတာဖြစ်ပြီးခလာရ69တရင်ကအင်အားကိုတော့အာရှလမ်းပိုင်းမှာတိုက်ခိုက်ခံရတဲ့အောင်စရစစ်ကြောင်းစီစစ်ကူပိုးနေတာလို့ကော့ကရိတ်ဒေတာကတော်လန်ရေးရဲဘော်တွေကပြောပါတယ် ဇွန်လ9ရက်မှာကော့ကရိတ်မြို့အထွတ်အာရှလမ်းမကြီးပေါ်ကခော့နှွင်တတန်ကူးကြီးရွာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့တော်လရဲရဲဘော်တဦးကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ကအလောင်းနှလောင်းကျန်ခဲ့တယ်လို့ဆိုပါတယ်။အောင်စရာကိုအင်အား200လောက်ထပ်ပို့လာတယ်။အဲ့တော့တောင်ပေါ်မှာရော ပေါင်းရင်စုစုပေါင်း၄၀၀လောက်တော့ရှိလာမယ်လို့ကော့ဂရိတ်ဒေတာကဒေါ်လန်ရေးရေပေါ်တူကပြောပါတယ်။ဇွန်လ၈ရက်မနက်မှာလေကော့ဂရိတ်နဲ့မြဝတီမျိုးနဲ့အဆက်ကကွင်းကလေးချေးရွာမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။ကြာပြင်ကဆခစနစ်ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လန်ရေးတက်တွေ၉တိုင်နဲ့၇တိုင်ရွာလမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကကြုံတိုးမျိုးလက်မလို့ရဖို့ စစ်ကူတွေထတ်တိုးပြီးခန့်စစ်ပင်နေတာဖြစ်ပါတယ် KNL PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအကြိမ်ကြီးများစွာဖုံးကျဲတယ်လို့အစစ်မြေဒရုန်းတွေသုံးခုခံနေတယ်လို့မြေပြင်ကရဲဘော်တချို့ကပြောပါတယ်အဲ့ဒီဘက်မှာလဲကျန်းနေတာပဲလို့ကော့ကရိတ်ဒေတာကအခြားတော်လန်ရေးရဲဘော်တို့ကပြောပါတယ်။တော်လန်ရေးပူးပေါင်းတပ်တွေဟာထိုင်းမြန်မာနယ်စပ်တလျှောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နေတယ်လို့ခုံသွဲရေးအတွက်အရေးပါလာတဲ့အာရှလမ်းပေါ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ခရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာ6နဲ့ညီကကော်ကရီမျိုးဝင်းကျင်နဲ့ကော်ကရီမျိုးကနေဒေါနာတောင်ပေါ်ထောနှောရေတကွန်အထိနေရာယူထားတဲ့အောင်စေရစေတောင်ကို ခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တောင်ပေါ်ပြီးခဲ့တဲ့လပိုင်းကလေးကအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ခေါကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ခေါကရိတ်နဲ့ကြုံတုံးမြို့လမ်းပိုင်းတခြားမှာပါတိုက်ပွဲပြင်းထန်နေတယ်လို့ကရင်စစ်ရေးတရင်ရင်မြက်ကပြောပါတယ်။ဒါပြင်တော်လန်ရေးပိုးပေါင်းတပ်တွေကခေါကရိတ်မြို့ကိုဝန်ရံပိတ်ဆို့ထားပြီးလို့အဲ့ဒီဒေသက PDF တပ်ရင်းမှုတအုပ်ကပြောပါတယ်။အခုဆိုရင်အောင်စရစေချောင်းဟာတောင်ပေါ်မှာအင်အား200လောက်ပဲကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့ကိုလည်းတော်လန်ရေးအဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားတာပါ။ဒါပြင် ဒေါနော့ရေတကွန်ဘတ်ချမ်းမှာရှိတဲ့စစ်သားတွေလည်းဖျက်တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီရက်ထဲမှာစစ်တပ်ကအောင်စရက်စစ်ကြောင်းစီကိုစစ်ကူ200ကျော်ထပ်ပေါ်တာဖြစ်ပါတယ်။နေဆက်မျိုးဖြစ်တဲ့မြဝတီမျိုးကမျိုးဆောင်တဲ့အဖြစ်ရှိနေတဲ့ခလာရ285တိုင်ရင်ကိုလည်းထော်လန်ရေးတပ်တွေကအခုရက်ပိုင်းတွင်မှာ ပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ31ရက်ညပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေကခလာရ295တရင်တဲကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စစ်ရေးတရင်ရေးမြစ်ကပြောပါတယ်။နောက်ပြီးစွန်လ၄ရက်မှာလည်း drone နှစ်နဲ့ခလာရ295တရင်တဲကိုပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ခလာရ295တဲမှာမြန်မာထိုင်းနေဆက်ကတပ်စခန်းသိမ်းပွဲတွေကနေထိုင်းနိုင်ငံတဲကိုထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေကြပါတယ်။ စစ်ကောင်စီတပ်သားတွေစခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံတဲကိုထွက်ပြေးပြီးပြန်ပို့ရင်ကရင်နယ်ခြားစောင့်တပ် BGF ရဲ့အမှတ်လေးစစ်ဒေသမှဘုံမူကြီးမုတ်တုံထိန်ချုံမှုအောက်ကနေဆက်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပဲပြန်ပို့နေတာလို့ဆိုပါတယ် တေဘောဘူးကဟာရောပေါင်းရင်295တင်းမှ900ကျော်ရှိနေပြီလို့၎င်းကဆက်ပြောပါတယ်။ဒါကြောင့်ခလာရ295တရင်တင်းမှစုမိနေတဲ့စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းထုတ်ဖို့ဟန်ပြင်းနေတယ်လို့ concrete data က PDF တရင်မှုတူကပြောပါတယ်။သူတို့ကသင်ငန်းညီနောင်ကိုအဘက်ကထိုးမယ်ပေါ့။ဒီဘက်ကအောင်စရကလည်းလက်ကျန်နဲ့တက်မယ်ပေါ့။သူတို့ကအဲ့လိုပုံစံစင်နေတာလို့၎င်းကပြောပါတယ်။ ဆက်လက်ပြီးငင်းချံမြို့နယ်တွင်စစ်တပ်စစ်ကြောင်းနှင့်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမင်းချံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မင်းချံမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ2ရက်နေ့နနက်9:30မိနစ်ကအချိန်မှစတင်ကမြင်းချမ်းမြို့နယ်တူရင်ဖို့ကြီးရွာကိုအင်အားတရာခန့်ဖြင့်စစ်ကြောင်းထုတ်လာသောခမရ15မှာအကြံဖက်စစ်ကောင်စီတပ်သားများနှင့်လေတိရွာကြောက်ပြုတ်ကြီးရွာတို့၌တပ်ဆွဲထားသောဖြူစော်တီများကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရှင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိမှုများပြားပြီးစစ်ကောင်စီတပ်သား၅ဦးသေဆုံးကထိုလန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့သောထိုလန်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြာထိုး၍ကြောက်ပြုတ်ကြေးရွာအနီးတီလိုက်လံတိုက်ခိုက်ခဲ့တော်လည်းထိခိုက်မှုများပြားခဲ့သောကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။စစ်ခွေးတွေ၂၀ထက်မနည်းထိခိုက်သူရှိတယ်လို့သိရပါတယ်။ဒါတော့၅កောင်လောက်ရှိတယ်။ထိခိုက်ကများတယ်။စကားစကားနန်းနဲ့အစောကြီးကလေးကရောက်နေတာအင်အား၁၀၀လောက်နဲ့ စစ်ခွေးသေးတာ၅ကောင်သေးတယ်။အထိကိုက်ကများတယ်။စေးရုံရောက်ပြီးသေးတာကတော့မသိရဘူးဟုငကနီပြောက်ကြားတပ်ဖွဲ့မြင့်ချမ်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုငင်းချန်တိုက်နေသောငကနီပြောက်ကြားတပ်ဖွဲ့နှင့်နေမြေကန်မဟာမိတ်တပ်ဖွဲ့များကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရန်ကုန်မန္တလေးအမြန်လန်းတွင်နတ်ဆန်လီတက်အတွက်လေရင်စီးတဲ့ဆောင်းလာသော စီပေါက်စားကားတစ်စီးကိုစစ်သားနှုတ်ဦးနှင့်အတူထော်လန်ရေးတပ်ဖွဲ့များကဖမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ ရန်ကုန်မန္တလေးအမြန်လမ်းတွင်နတ်ဆန်လီတဲ့အတွက်လေရင်စီတဲ့ဆောင်းလာသောစီပေါ့စာကားတစ်စီးကိုစစ်သား၂ဦးနှင့်အတူ ဒေါ်လန်ရေးတက်ခွဲကဖန်စီရရှိကြောင်းအောင်ဆန်းလန်နတ်မောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ယနေ့ဇွန်လ10ရက်နေ့နက်ပိုင်းနတ်မောင်မြို့နယ်ပတ်မှာအမြန်လမ်းမပေါ်သို့ထွက်ခွာသောအကြံဖက်စစ်ကောင်စီ၏လေယာဉ်စီးပေါက်စကားရင်အမတ် 2B 8525ကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မိုင်းတိုင်162အနီးတွင်စစ်ဆေးကဖန်စီရရှိခဲ့ခြင်းဖြစ်ကြောင်းရင်ကားသည့်ပြည်သူများကိုလေကြောင်းဖြင့်ပုံကျက်တရန်လေယာဉ်စီးများကိုချိန်ဖန်များစွာတည်ဆောင်ပေးနေသည့်ရင်တစည်းဖြစ်ကြောင်း ောင်သိရှိရပါတယ်။ဒီနေ့မနက်ပဲဖမ်းမိတာပါစီပေါက်စာကားထဲမှာစီအပြည့်ပဲအရာခံပုံမင်းထွေရဲ့လက်ပါစိန်နှစ်ယောက်နဲ့အတူဖမ်းမိခဲ့တယ်။လက်ရှိတော့ဖမ်းမိသူတွေကိုစစ်ဆေးနေတုန်းပါရဲဘော်တွေအားလုံးလည်းလုံခြုံတဲ့နေရာရောက်ပါပြီဟုအောင်ဆန်းလန်းနတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါဖမ်းဆီးမှုကိုအောင်ဆန်း လမ်းနက်မှာပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလေယာဉ်စီပေါက်စားကားနှင့်အတူဖမ်းဆီးရရှိခဲ့သည့်အရာခံဗိုလ်မင်းထွတ်ဤလက်ပါစင်နှစ်ဦးကိုစစ်ဆေးလျက်ရှိကြောင်းသိရသည်